အားလုံးပဲမင်္ဂလာပါ။ AI နဲ့ pedestrian လုံးဒီဗီဒီယိုကနေပြောချုပ်ပြပါတယ်။ဒါဆိုရင်တော့ဒါကျွန်တော်တို့ဒီနေ့တော့တွေ့မယ့်အသေးစိတ်ကတော့ကျွန်တော်ရဲ့ strategy ကို AI တုံးပြောင်းနေကြတာတစ်ခု။နောက်ပြီးဈာလိုက်ရဲ့ indicator ကို trading view ရဲ့ဒီ strategy test တွေမှာစမ်းကြည့်မှာပေါ့နော်။အဲ strategy test တွေမှာစမ်းကြည့်လို့ထွက်လာရဲ့ reset ကိုမှဒါကျွန်တော်တို့ဘယ်လိုမျိုးပြန်ပြီးတော့ account ပုံပြန်ပြန်လုပ်ကြပါလိမ့်။ ဒါတွေကိုဒါကျွန်တော်ဒီနေ့တော့ပြတော့မှာပဲဖြစ်ပါတယ်ဟုတ်ကြောလောလောဆယ်ဟဲကတော့ဘာလို့ကျွန်တော်လက်ရှိသုံးနေတဲ့ကျွန်တော်ရဲ့ strategy indicator နဲ့ကျွန်တော်အရှင်းဆုံးလုပ်ပြပါမယ်ကျွန်တော်လောလောဆယ်ဒါကျွန်တော်လက်ရှိသုံးနေ strategy ရဲ့ဟာဆိုလို့ရှင်ဒီ start up point ဆိုလို့ရှင်သူက50 dpi ပဲတည်းဒါဆင်တော့သူဒီ business rule က1 to 2ပေါ့နော်1 to 2ရှိရဲ့ strategy တဲ့ memory ကဘယ်လောက်ရှိမလဲဆိုတော့54% default ရှိရယ်ပြီးရင်တွေ့ရ profitable factor ကကျတော့2.35ဒီလိုမျိုးရှောင်းအောင်ဒါကျွန်တော်ဘယ်လိုမျိုးပြင်ပြီးလုပ်ခဲ့တယ်ဆိုတော့ကျွန်တော်တခုပြရမယ်ဘောနော် strategy မှာဘယ်လိုရှင်ပါတုံးလောက်လဲဆိုတော့ moving average indicator တခုတုံးနေပြီးလို့ရှိရင် candlestick pattern တုံးလေဘောနော်အဲ့နောက်လိုဝင်တုံးပြီးတော့မှဘယ်လိုအခြေအနေမှာကျွန်တော်တော့တုံးနေတဲ့ strategy memory က strategy ပေါ့နော်တွေ့ရ strategy ကမျိုးရဲ့အကောင်းဆုံးလေးဆဲဟာကိုပြင်ပြင်ပြီးတော့ရှာရတာပေါ့နော်အဲ့ဆိုတော့ကျွန်တော်အရင်တော့ဘယ်လိုရှိရဘယ်လိုမျိုးလုပ်ကလဲဆိုတော့ဒီပါပေါ့နော်အဲ့မှာတော့ကျွန်တော်က EMA တက်တင်တုံးနေ EMA တက်တင်တုံးနေဆိုလို့ရှိရင် EMA 20တုံးရင်ရောတဲ့ remake ကဘယ်လောက်ရှိမလဲလို့ရှိရင် EMA 14တုံးရင်ရောတဲ့ remake ကဘယ်လောက်ရှိမလဲအဲ့ဒါယူသိနေတယ်ဆိုလို့ရှိရင်အရင်ဆုံး EMA 20ကိုပြောင်းပြီးရင် attestation တွေပြန်ပြီးတော့လုပ်ကြည့် remake တွေပြန်ပြီးတော့တက်မှတ် ရလာပြီဆိုလို့ရှိရင်နောက်ထပ် AMA 14ကိုတွား beta set နေပြန်လုံးပြီးတော့မှ AMA 20တုံးလာနေ AMA 14တုံးလာနေဖျားပိုကောင်းနေအကောင်းနေဟာတို့ကျွန်တော်ဝက်ပြန်ပြီးတော့ဒီတုံးလာပါတော့အဲ့လိုမျိုးပြန်ပြီးတော့မယ်ဆိုလို့ရှိရင်အချိန်ကြီးအရန်ကြာတယ် trolley မှ trolley ကြာတယ်ပေါ့နော်အဲ့လိုမျိုးအချိန်ကြီးအရန်ကြာပြီးတော့လုံးရှုပ်တာအကြောင်းမို့လို့လေဒါကတော့တော်တော်များများကဒီ pedestrian လောက်ကတော့ကိုကြောက်ကြတာဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ကပြောသလိုမျိုး ဒီ credit data တွေကိုထည့်ပြီးစမ်းကြည့်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးကြောက်ရတာတွေပါရလုံးဝရှိမှာမဟုတ်တော့ဘူးအဲဆိုရင်နမူနာတစ်ခုနေနေပေါ့နော်ကျွန်တော်ဒီမှာဘယ်လိုရှိနေတာကျွန်တော် EMA 20 20ကိုပြောင်းမယ် EMA 20တောင်းမယ်ဆိုလို့ရှိရင်သူ့ရဲ့ probability 45%ပဲရှိရတယ်။ပြီးလို့ရှိရင်လည်းကျွန်တော် EMA 40ကြောင်းမယ်။အဲကျွန်တော်တို့ EMA 40တောင်းမယ်ဆိုလို့ရှိရင်သူ့ရဲ့ probability 52ရာခိုင်နှုန်းရှိတယ်။ဒါပြောလို့ရှိရင်ကျွန်တော်တို့ကဘာတော့လဲဆိုရင်အတိတိုင်း AMA 20မှာတွေ့ရတဲ့ rate ကမကောင်းဘူး။ဒါပြောလို့ရှိရင်ကျွန်တော်တို့ AMA 14ကိုတုံလို့ရတယ်။ဟောအဲ့လိုမျိုးပေါ့နော်။အဲ့ဆိုတော့ဒီမှာကတော့ဒါကျွန်တော်တို့ကခလုတ်လေးတစ်ချက်နဲ့လိုက်ရုံနဲ့ရရဆိုရင်ပဲတကယ်တမ်းပေါ့နော်ဒီဟာကိုဒါမတုံးတက်ဘူးဆိုလို့ရှိရင်ငတက်စက်နေအများကြီးပြန်လုပ်ပြီးတော့မှ ီကိုယ့်ရဲ့ strategy ကဘယ်ဟာကအကောင်းဆုံးဖြစ်ပလဲဆိုတဲ့ဟာကိုရှာပါပါနော်ဒီအရတို့ရှိပါတယ်အဲ့တော့အဲတခုပြောချင်တာကတော့ဂျာရဲမှာကြည့်ပြီးပြောချင်တာကတကယ်ပေါ့နော်ကျွန်တော်မာရစ်ဆန်ပြေက1 to 2 share strategy တခု D2 America 40% share လို့ရှိရင်ကျွန်တော်ရဲ့ trader career တခုလုံးအတွက်လုံလောက်တဲ့ပမာဏဖြစ်တယ်အဲအဲ့ဒီချက်ကိုဒီကနေ့တဘောမပေါက်သေးဘူးဆိုလို့ရှိရင်တော့ဘယ်လိုလဲ holy way system လိုက်ရှာရင်လည်းအချိန်လေးကုန်ဆုံးသွားပါလိမ့်မယ် โอเคอ่ะสรุปอ่าเราเจอรู้ซ่าซ่าจีอ่ะเนาะอ่ะสรุปอัจฉริยะแล้วพูดได้เลยရှင် strategy ตัวคู่ชื่อพูดได้เลยอ่ะดิ strategy ตัวคู่ไม่ใช่ดิพูดเลยရှင်เนาะก็มาตัวคู่ที่สองมาวะเนาะ strategy ตัวคู่ที่สองพูดได้เฉยกันเลยเว้ยแชทดิก็ number 1ก็ตัว strategy รู้ရှင်มั้ยดีเลยရှင်เราเจอ trading ตอนရှင်มั้ยพี่เองเราเจอเป็นญามา entry win มั้ยอะไรรู้มั้ยพี่เองเราเจอ stock နဲ့ပြထားမလဲတွေ့ရှင်တပြီးပြနေပြထားမလဲတွေ့ exit point တွေလို့ရပါမယ်ဆိုတော့ ကျွန်တော်နမူနာတစ်ခုနေနေကတော့ဒါ moon average indicator တစ်ခုဒါကျွန်တော်ဆန်းပြမယ်ပေါ့နော်အဲဒီကောင်ကကျတော့ဒါကျွန်တော် okay ဝါတုံးလိုက် command ကိုပြန်တုံးလိုက်ပါကျတော့အတင်းဒါကျွန်တော်တို့ chat gpt တွေ့ chat gpt တွေ့ပြီးတော့ဒါအရင်ဆုံးဒါ query moving ပြီး cross indicator format ထည့်ရင်ပြီး လည်းပြန်ကွန်မန့်ပြီးလိုက်မယ်ပေါ့နော်ဒီအဲ့ဆိုင်တော့ကျွန်တော်ရဲ့ဒီ AI ကနေပြောတာကျွန်တော်တို့ကို subscribe ပိုင်း subscribe ကုတ်ကိုပို့ပေးလိုက်မယ်အဲ့ပိုင်း subscribe ကုတ်ကို copy ကို copy ကုတ်ပြီးလို့ရှင်အဲ့ထည့်ပေးလိုက်မှာရှင်ဒီပိုင်း data ပေါ့နော်ပိုင်း data ရေးသွားပြီးရင်အဲ့ထဲမှာ share ဟာရေးအကုန်လုံးကိုကျွန်တော်ဖြတ်လိုက်ဖြတ်ပြီးလို့ရှင် copy ကုတ်ထားရေးကုတ်ကိုပြန်ရှင်ဒီလိုရှင်တော့ ID နာလေးမှာ state ဆွဲထားလိမ့်ရှိတယ်မယ်မရှိရင်လည်းကျွန်တော် update ကိုချက်ပေါ့နော် အဲ့ဆိုင်တော့အာကျွန်တော်တို့တက်ကတာ movement average clock indicator ကိုရသွားပါလိမ့်မယ်ဒီ indicator ရဲ့တဲ့ပြရပါလိမ့်ဆိုတော့သူပေါ့နော် movement average ဒီရထုံးရနိုင်မယ်သူ grand clock ဖြစ်တယ်ဘယ်လိုရှိရင်ဝင်မယ် dark clock ဖြစ်တယ်ဘယ်လိုရှိရင်သူရှောင်းမယ် dark clock ကကျတော့အပေါ်ကနေပြီးတော့အောက်ကို break out ဖြစ်တာ grand clock ကကျတော့အောက်ကနေပြီးတော့အပေါ်ကို break out ဖြစ်တာပေါ့နော်အဲ့လိုမျိုး break out ဖြစ်တိုင်းမှသူ point point 10 point နေတာကျွန်တော်တို့ပြလိမ့်မယ်ဟုတ်စေအဲဒီဘာကကျတော့ဒါသူ MB ကသူဘာတုံးနေလဲဆိုတော့ MB 9နဲ့ အဲ EMA ပေါ့နော်အဲတော့ EMA တိုက်တိုက်တိုက်သူရွှေ့လို့ရပါလိမ့်မယ် EMA တုံးလား SMA တုံးလားဒါကျွန်တော်ရွှေ့လို့ရမယ်ပြီးလို့ရှိရင်ဒါကျွန်တော်ဒီ9နဲ့21အဲ့ဒါကိုပါကိုယ်အနေနဲ့9နဲ့21မကြိုက်ဘူးလို့ရှိရင်လည်းဒီမှာဒါကျွန်တော် time နဲ့13တို့ပါတော့ညာတို့ပေါ့နော်အဲ့လိုပဲပြန်ပြောတာကျွန်တော်ပြောင်းလို့ရလိမ့်မယ် okay ဒီကောင်ကကျတော့ဒါသူရဲ့ strategy ရဲ့ detail ရွှေရွှေလေးပဲရှိသေးရပါတော့သူလည်းပါလို့ရှိရင်သူကဘာမှမပါသေးဘူး MA ကောက်တယ်လို့ရှိရင်ဝင်ပြီအဲအောက်ကနေပြောပေါ့ဟုတ်တယ်လို့ရှိရင် mềm mềm có nên biểu cục mình có thể được sử dụng mềm đào ấy ấy đó của mà là cho nó là cục phải sẽ được hồi này cái này step pattern cục phải mới sẽ được hồi chạy biểu thể dạng này cái này step pattern cho nó ba tông lên sở dư xe là anh cái này pattern của mình tông mình vào nó à có mấy ai cũng không cũng vậy xin thì mà bà đã cho nói với được của Foundation for Life, lưu trình đọc lưu lệ cà phê bắt đầu sống mấy, trong mỗi đất lưu trình đọc lưu lệ cà phê bắt đầu sống mấy, giờ mà đã quay vô trong mỗi đất của tục. Hào đã cho nói của Foundation. Okay. phá lại lỗi xe đã đưa cổ cố có bị cụ mé để để đem biểu đề ở đó xây hại cổ cổ nhé ờ người tôi cũng cả học mặt giáo đó thì là đàn hiệu đã cho nó đi hay thế thì đầu phía xem cả နော်အဲ့ရတော့ပုံမှန်လေးတက်တယ်ပေါ့နော်ပုံမှန်တက်လို့ကျွန်တော်ဒီချင်းမိသားဆိုတော့ all comment ကိုပဲပြန်ကုလိုက်ပါမယ်။ဒါရဲ့မပြင်းတော့။အရှင်ဒီကုတ်ကိုပါသူကကြတော့ဒါသူဘာမှမပါဘူးပေါ့နော်။ဘာမှမပါတော့ဒီကုတ်ကိုဒါကျွန်တော် modify လုပ်ခါရယ် modify this code for ဆိုပြီးတော့ သူ့ကိုဒီ grand crop ပြေဆိုရတဲ့ cafe pattern ပေါ့နော်အဲ့ဒီတစ်ချောင်းလို့မှသူရောင်းရှာခိုင်းနေအဲဆောင်းနာကကုတ်ကကျတော့ဒါသူဘာလို့လုံးလုံးတော့လဲဆိုတော့သူက crop ဖြစ်တဲ့နေရာမှာ cafe ဖြစ်မှာ5.7 point တွေကိုပြမယ်ဆိုရင် ATP မျိုးတက်ရောက်သွားတာပို့လို့ပေါ့နော်ကျွန်တော်ကလည်းမျိုးလို့ရှင်တော့မဟုတ်ဘူး crop ဖြစ်သွားပြီလို့ရှင်သူ crop ဖြစ်တဲ့တစ်ချောင်းလုံး cafe pattern ကိုလိုက်ပြီးရှာမှာပေါ့နော်ဆောဟုတ်ရအောင်ပါတယ်ဆိုင်လုခိုင်း ဆိုရင်တော့ကျွန်တော်ရဲ့ကုတ်ကတာအလုံးလုံးသွားပြီပေါ့နော်အဲလောလောဆယ်ဒီကောရဲ့ပုံစံကတော့ဘယ်လိုမျိုးလုံးလုံးလေးဆိုတော့တော့ number 1ချက် crop ဖြစ်ကပြီး number 2ကကျွန်တော်တို့ crop ဖြစ်ပြီးဆိုလို့ရှိရင်သူ connect ဖြစ်တဲ့ variation ကိုသူစောင့်နေအဲ့နောက်ချက်လုံးနဲ့ကန့်ကြည့်တော့မှဒါလေးဒါကျွန်တော်တို့ data point 7 point တွေတွေ့ပြပါလိမ့်မယ်အဲ့ဆိုရင် sideway sideway မှာဒါကျွန်တော်တို့အတွက်နည်းနည်းလေး pop signal ပေါ့နော်အဲ့လိုပြရတာဒီပိုင်းတက်တာတော့ပါလိမ့်မယ် okay ဒါဒီအကုန်လုံးရတာပြီဆိုလို့ရှိရင်တော့ဒါ confirmation ကတော့ထပ်ပြီးထည့်ခြင်းလေးမလို့ရှိရင်ဒါကျွန်တော် ADI ပိုင်းထပ်ပြီးထည့်လို့ရမယ်ပြီးရင် volume နေရမယ်ဒီရတာကျွန်တော် higher time frame ရဲ့ဥပမာ average ပေါ့နော်အဲ့ဒါထပ်ပြီးထည့်လို့ရပါလိမ့်မယ်ကျွန်တော်ကတော့မထည့်တော့ဘူးဒါတွေထပ်ပြီးတာကျွန်တော်ဗာထပ်ပြီးလို့လုပ်လို့ရသေးတယ်ဆိုတော့ဒီကောင်းကို stop loss နဲ့ take profit point တတ်မှတ်ခိုင်းလို့ရှာပါလိမ့်မယ် အဲ့ဒါကကြတော့ဒါကျွန်တော်မဆန်းပြတော့ဘူးเนาะကျွန်တော်ရေကုတ်နေလေးဒါကျွန်တော်ပြပါလိမ့်မယ်ပြပါတော့မယ်ရန်ရှိတော့ဆိုပါဘာเนาะအာကျွန်တော်ဒီလောလောဆယ်တွေကိုရရတယ်လို့ရှိရင်ကျွန်တော်တို့ထပ်ပြီးတော့ပါထည့်လို့ရတယ်ဆိုတော့သူကို store log point နဲ့ deep profit point ဆိုပြီးတော့သူတက်မှတ်ခိုင်းလို့ရတယ်အဲ့ဒါမျိုး store log point နဲ့ deep profit point တက်မှတ်ခိုင်းတယ်ဘယ်လိုရှိရင်တွေ့ဒီ account ကကုတ်ပေါ့เนาะအဲ့ဒါကကြတော့ဒါတစ်ပတ်တူ auto ပါလာလိမ့်မယ်ဘာလို့ဖြစ်လို့ရှိရင်ဒီ account ကိုဒါကျွန်တော်တို့ ပြန်ထည့်လိုက်တယ်ဆိုလို့ရှိရင်တွေ့ရတဲ့ strategy တစ်စားရဲ့မှာသူဆန်းလို့ရတော့ပါလိမ့်မယ်။အရှင်နောက်ထပ်တစ်ဆင့်နေနဲ့ solo point နဲ့ deliverable point တွေတတ်မှတ်ခိုင်းလိုက်။ဒီလားကျွန်တော်စစ် slide ပါနော်။အရှင်ကျွန်တော်ရဲ့ဒီ strategy တစ်စားရဲ့အတူတစ်ခါတိုင်းပြောရှင်းတော့ပါလိမ့်မယ်။အရှင်ဒီ strategy တစ်စားရဲ့မှာဒါကိုယ့်ရဲ့ memory ကရှားလိုက်ပြီဆိုလို့ရှိရင်နောက်ထပ်တစ်ချက်အနေနဲ့ဒါကျွန်တော်ဘာထပ်ပြောလို့ရလဲဆိုတော့ကိုယ့်ရဲ့ strategy က pay time frame ပါအလုံးပြဆုံးလေး။ပြီးရင် confirmation ထားပါတော့ဆောင်းထားဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ strategy တွေပဲပြပါမယ်ကျွန်တော်ရဲ့ strategy မှာမလို့ရှိရင်ကျွန်တော် EMA တက်တင်ကိုတုံးတယ်ဘာလို့ EMA တက်တင်ကိုတုံးတာလဲဆိုတော့ EMA တက်တင်ကအလုံးပြည့်စုံဖို့လို့ EMA 20ကိုတုံးရောမရောဘူးလားဆိုရှာရည်ဒါဆိုရင် EMA 20ကိုတုံးကြည့်မယ်ဆိုရင် very ready 45ပဲရှိတယ်အဲ EMA 40ကိုတုံးရောတွေ့ရမယ်ကဘယ်လောက်ရှိမလဲဆိုတော့ ်တယ်ရီဒီကွန်ဖန်ဒေးရှင်းဒါဆိုရင်ဒါကျွန်တော် EMA 20ကိုတော့ဝင်နေ EMA 40ကိုတုံးပါပေါ့ဒီတိမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရမယ့်တီတက်အောင်လုပ်လာဖို့တက်ဆိုလို့ရှိရင်အရှင်တော့ကတော့အချိန်ရင်းကြရတယ်ဆိုရင်ဒီ strategy tester နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ calculate တစ်ချက်နှိမ့်တဲ့ data တွေကိုဒါကျွန်တော်တို့မြင်မဲ့ဆက်ဆံ reset ထတာဆိုတော့ detection လုပ်ကြတာအဲ့လိုကြီးပြင်ဖို့မကောင်းတော့ဘူးအဲ့ဒါပြီးရင်ပေါ့နော်ဒါကျွန်တော်တို့ EMA တက်တင်ကကြတော့ကျွန်တော်တို့အလုပ်ဖြစ်ဆုံး ောက်ထပ်တစ်ခါထပ်ပြီးတော့ဒီမှာမလို့ရှိရင်ဒါကျွန်တော် confirmation point တစ်ခုအနေနဲ့ဒီကောင်ကိုလည်းယူထားသေးရယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့ကိုတုံးနေတဲ့ဟာကထားပါတော့ဒီမှာမလို့ရှိရင်ကျွန်တော် after log point ကပင်50ထားရယ်ပေါ့နော်အဲ့စင် db point ကို150ထားခြင်းရောသူ့ရဲ့ website ကမထလာမလဲအာ profitable trade က โอเค150ไม่พอปะเนาะบลูเบอร์รี่ตะกอน1000ก็တော့ဖြစ်တော့ပါလိမ့်မယ်အကြောင်းလေးဆိုတော့အနောက်ဝိုင်းဈေးဝိုင်းဝိုင်းနဲ့မြောက်တည်ရဲ့ဆိုတော့ဆက်ပါအောင်နော် sorry okay အဲ့ဒီအတေးရေးဆက်ပြီးရရဆိုလို့ရှိရင်ဒီ3ဘယ်လိုပြောလဲ1 2 3ပေါ့နော်1 2 3ပြန်တော့ရေရေက40%ဆိုတော့ဒါလုံးဝအစီဒီဟဲ့ဟောပေါ့နော်ဒီ profit rate factor ဆိုလို့ရှိရင်ဒီကောင်က2အထက်မှာရှိရ โอเคအဲ့ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ AN ကိုတုံးပြီးတော့ testing ဘယ်လိုမျိုးလုပ်ရမလဲဆိုတာဒီစိနားလည်မလို့ထင်တယ်ဆက်ပြီးတော့တိတ်နေတယ်လို့ရှိရင်လည်းကျွန်တော်ရဲ့ Telegram channel မှာလာပြီးမေးလို့ရပါတယ်အခုဒီပုံမှာပြန်ထားရေပေါ့နော်အဲကျွန်တော်ရေအနေကတော့ဆယ်ကလောက်ဝေချင်နေသလိုရှိရင်လည်းဒီ description နဲ့ comment မှာပြီးဟာရေ link ကနေပြီးတော့အာဆက်တယ်ဝေနေပါတယ်အားလုံးပဲကြည့်ပြီးမြန်တင်ပါတယ်ဗျ